ဟေးမေးကြတဲ့ဦးမလားမေးခင်လေးမှာ brother လေးကိုစိတ်ကင်စားလေးနည်းနည်းပေးဦးမယ်ပေါ့နော်အဲ့ဒါကတော့7835စာချုပ်ချုပ်ပြီးရောလေစောင့်မျှော်နေတဲ့အကိုတွေပေါ့နော်မျှော်လင့်ချက်ကတော်တော်လေးနှဲသွားပါပြီဘာလို့မျှော်လင့်ချက်နှဲသွားလဲဆိုတော့ညနာတို့လေးလပိုင်းနေပါ လေလပိုင်းထဲမှာလေ agency တချို့ပေါ့နော် agency အနေငယ်ကို autofluency ရှိပြီးသားစာချုပ်ချုပ်ပြီးသားပေါ့နော် agency အနေငယ်ကိုစေလွတ်ခွင့်နေရှာပေးပါသေးတယ်ရန်တော်တို့မတိလိုက်ခင်လေးမှာပေါ့နော်အဲ့ဒီစေလွတ်ခွင့်နေထဲမှာတလာပိုင်း30ရက်နေ့ရှေ့ပိုင်းကစာချုပ်ချုပ်ပြီးသားရောက်ကြားလေးတွေလုံးဝလုံးဝမပါခဲ့ပါဘူး main ကလေးတွေပဲပါခဲ့ပါတယ်အဲအသက်35အထက်ကျော်တဲ့ယောက်ျားလေးတွေတော့ပါလာတယ်ပေါ့နော်ဆိုတော့က အစတော့သူတို့ဒီပြောထားတဲ့အထဲမှာပေါ့နော်30ရက်တလားရေချေပိုင်းရစာချုပ်ထုတ်ထားပြီးသားယောက်ျားလေးတွေဆိုလို့ရှိရင်စေလွတ်ခွင့်ပြုမယ်လို့ဟိုပြောထားတာပဲရှိရပေါ့နော်အဲ့တော့ခရောက်တော့အခုကြတော့မပါလာခဲ့ဘူးပေါ့နော်စေလွတ်ခွင့်နဲ့မပါခဲ့ဘူးဘာကြောင့်လဲဆိုတော့သူတို့ပြောတာအတက်ညိနေလို့ပေါ့နော်အဲ့ကြတော့ အခု agency တွေလည်းကောင်းကိုက်နေတယ်ဗောနော်အဲ့တော့လုပ်သားတွေကလည်းအဲ့ထက်ပိုကောင်းကိုက်ပါတယ်ဒါပေမဲ့ agency တွေဘက်ကလည်းတကယ်တကယ်ပတ်စံတွေအများကြီးပြန်ပေးရမယ်ဆိုလို့ရှိရင်တော့နေနာမှုတွေအများကြီးရှိရဲ့ဗောနော်လုပ်သားတွေဘက်ကလည်းပတ်စံကတော့ဘယ်တော့မှတကယ်လို့မသွားတော့ဘူးဆိုရင်တော့အပြည့်အဝပြန်ရမှာမဟုတ်ဘူးဗောနော် agency တွေကလည်းသူတို့လုံးလုံးနိုင်တာတွေလုပ်ထားပြီးပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်ရရင်တော့တချို့တော့ဝယ်ပဲပြန်ရပါလိမ့်မယ်ဆိုတော့ ညလင်းချက်ကတော်တော်လေးနဲ့တော့ပါကြီးလို့နော်ဒီနေ့ဘဘကြီးရဲ့မိန်ကွန်းစကားကိုလည်းနားထောင်မိမယ်လို့ထင်ပါတယ်ပြည်ရင်းလှုပ်သားရှားပါမှုပြဿနာဆိုတော့ တည်ကြတယ်ပေါ့နော်အခုအမိုးကြီးရဆိုအမိုးကြီးရလည်းဒီလောက်သားတွေကိုစေလုံးရရှိရေးပေါ့နော်တင်ပြကြမယ်ပေါ့နော်ဝိုင်းဝန်းတင်ပြကြတယ်ဒါပေမဲ့အဲ့လိုတင်ပြပေးမယ်ပေါ့နော်အထက်ကနေပြီးတော့ဒါခွင့်ပြုမိတ်ကြမလာဘူးဆိုလို့ရှင်လဲနောက်အောက်ကအေဂျင်စီတွေအနေနဲ့ဘာမှလုပ်လို့မရဘူးတကယ်တကယ်စာချုပ်ချုပ်ထားတဲ့အေဂျင်စီတွေကစာချုပ်စာချုပ်စာတမ်းနဲ့ပေါ့နော်တကယ်အမှန်တကယ်လုပ်နေတဲ့အေဂျင်စီတွေဆိုလို့ရှင်တခြားလမ်းကြောင်းတွေကလည်းပို့လို့မရဘူးပေါ့နော်ပို့ပို့ခဲ့တည်ရှိတော့သူတို့ကိုပြန်ပြီးတော့ပတ်နိုင်တယ်ပေါ့နော်အဲ့ကြတော့ 1735အမျိုးသားများကမလုပ်ရမလဲဆိုတာကျွတ်တင်ပြီးစဉ်းစားကြပါလို့နော်အခု agency တွေကအကုန်လုံးဝိုင်းပြီးတော့ဒီအတနာခန်းစာတွေပါတင်တယ်ပေါ့နော်အကုန်လုံးသူတို့ရဲ့ခက်ခဲတွေကိုတင်ပြထားတယ်အဲလိုက်ရောမလိုက်ရောဟာတော့မသိဘူးပေါ့နော်အလို့သမားဝန်ကြီးဌာနကိုတင်ပြထားတယ်ဝန်ကြီးကလိုက်ရောမလားမလိုက်ရောလားမသိသေးဘူးပေါ့နော်ဒါပေမဲ့လိုက်ရောဖို့အစီအစဉ်လည်းမရှိတော့ပါဘူးဆိုတော့ကတိုင်းမမျော်လင့်ပါနဲ့လို့အဲ့ဒါလေးမိတ်ခင်လေးစိတ်ကင်စားလာပြီလား